ောကမှာလူတွေဟာဘဝမှာအသက်ရှင်ကြတယ်။ဘုန်းကြီးတို့တွေလည်းဘဝမှာအသက်ရှင်နေတယ်။အဲ့တော့လူတိုင်းလူတိုင်းဟာဘဝမှာအသက်ရှင်နေကြတယ်။အဲ့ဒီဘဝမှာအသက်ရှင်နေတာဟာဘယ်နည်းနဲ့အသက်ရှင်တာကောင်းတယ်လဲ။အာစီးပွားတွေအောင်မြင်ပြီးတော့ကုမ္ပဏီကြီးတွေထူထောင်ပြီးအသက်ရှင်တာကောင်းတာလား။နော်။စီးပွားရေးလုပ်ငန်းကြီးတွေအောင်မြင်ပြီးတော့အသက်ရှင်တာကောင်းတယ်လား။ဟာပစ္စည်းဥစ္စာတွေအများကြီးပိုင်ပြီးတော့အသက်ရှင်တာကောင်းတယ်လား။အဲ တကယ်ကိုတက္ကနိုလိုဂျီဟိုသိပ္ပံဆရာကြီးလောက်ပြီးတော့သိပ္ပံပညာရည်ဖြန့်မြူပြီးသက်ရှင်တာကောင်းသလားဘယ်အသက်ရှင်မှုကအကောင်းဆုံးလဲဆိုတာကိုဒီမေခွန်းလေးတက်လာတဲ့အခါကျတော့အဲ့တော့ကောင်းတယ်ဆိုတော့ဘယ်လိုကောင်းတာလဲနော်သက်ရှင်မှုရှင်ဤလူတွေကမြုပ်မြင့်ရှိတယ်အဲ့သက်ရှင်မှုရှင်ဤတွေကဘယ်သက်ရှင်မှုကအကောင်းဆုံးလုံးလို့စဉ်းစားကြည့်လိုက်စဉ်းစားကြည့်လိုက်ကိုချိုးသူချိုးနှမျိုးလုံးရှိရမှာတော့ ကိုချိုးသူချိုးနှမျိုးလုံးရှိရတယ်ကိုချိုးကြီးလည်းမကြည့်နဲ့သူများချိုးကြီးလည်းမကြည့်နဲ့အဲ့တော့ကိုကစီးပွားအောင်မြင်တယ်ဆိုလို့ရှိရင်အလုံးအောင်မြင်မှုတွေဟာ အခိုက်အတန့်တခဏမျှတာဖြစ်တယ်အသက်ရှင်မှုဟာတည်သွားတဲ့နဲ့တပြိုင်နဲ့ဒီဘဝဒီခန္ဓာဆုံးသက်သွားတဲ့နဲ့တပြိုင်နဲ့သူ့အတွက်ကဘာမှမရမရှိတော့ဘူးတလောက်ကြီးမရှိတော့เนาะအဲ့တော့မြတ်စွာဘုရားရဲ့အဖြေကပါတော့စဉ် ပညာဖြင့်အသက်ရှင်ခြင်းဟာအကောင်းဆုံးဆိုပညာနဲ့အသက်ရှင်နေဆိုတာဘယ်လိုဆိုလို့ရတော့ဘဝမှာနေစဉ်နေတဲ့ထိုင်တဲ့အခါမှာအသိရှိရှိတတိရှိရှိနဲ့တမိုးရှိရှိနေထိုင်တဲ့ပညာနဲ့စဉ်းစားပြီးတော့အသက်ရှင်တာအကောင်းဆုံးပဲတော့စီးပွားဥစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဝိကြေဒနာကြွယ်ဝသည်ဖြစ်စေမကြွယ်ဝသည်ဖြစ်စေနေစဉ်မှာအသိတရားနဲ့အသက်ရှင်တို့ဆိုလိုတာပေါ့နော် အတိတရားမရှိဘဲနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာတွေတော့ပေါ်ကျင် ပေါ်လိမ့်မယ်တခြားကိစ္စတွေအောင်မြင်မှုတွေရကျင်ရလိမ့်မယ်ဒါပေမဲ့လို့သူ့ရဲ့အသက်ရှင်မှုဟာတန်ဖိုးရှိတာမဟုတ်တော့ဘူးပေါ့တန်ဖိုးမရှိဘူးပေါ့အဲ့ဒါကြောင့်မို့လို့တန်ဖိုးရှိရှိ အကောင်းဆုံးအသက်ရှင်မှု ရရှိဖို့ရာအတွက်ကြတော့ဘာဟာအရေးကြီးဆုံးတော့ဆိုရင်ပညာဖြင့်အသက်ရှင်ရမယ် ပညာဖြင့်အသက်ရှင်နေဆိုတာကိုကိုကိုဘဝလမ်းကြောင်းကိုဘကို မတိန်ဆောင်ရအောင်ထိန်ကြောင်းပြီးတော့နေနိုင်တဲ့အသိပညာတမိုးရှိရာရှိကြောင်းကိုလွတ်ဆောင်နိုင်တဲ့အသိပညာအဲ့ဒီပညာနဲ့နေစဉ်ဘဝမှာအချိန်ကုန်သွားမှဓမ္မသက်ရှင်ရုပ်မြင်တ်တယ်လို့သူဆိုတာเนาะ အဲ့ဒါမြတ်စွာဘုရားဝိတ္တတုတ်ဆိုရဲတုတ်တန်တစ်ခုမှာအမေးနဲ့အဖြေဟောကြားထားတာဖြစ်တယ်မေးတဲ့ပုဂ္ဂိုလ်ရဲ့မေးခွန်းကိုမြတ်စွာဘုရားကခုလိုဖြေရှင်းထားတာဆိုတော့အလုံးပြန်ပြီးတော့ခြုံလိုက်မယ်ဆိုရင်ဘုန်းကြီးတို့တွေခုလူဘဝအသက်ရှင်နေတဲ့ချိန်မှာငါဒီအကောင်းဆုံးပစ္စည်းဥစ္စာကိုရရှိပြီလားကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတရားတရားပဲ။ နတ်စီမခိုင်မာရဲ့လားဒါကိုစဉ်းစားပြီးတော့မရသေးရင်ရအောင်လုပ်ရမယ်ရရင်လည်းပို့ပြီးတော့တွတ်တဲ့အောင်လုပ်ရမယ်ပြီးတော့ချမ်းသာဒုက္ခကိုတကယ်ပေးနိုင်စွာ ရှိတဲ့ကုသကမ္မပရတရား၁၀ပါးရောငါပြည့်ပြည့်ဝကျင့်သုံးပြီလားနော်ဒီအရာတာတွေထဲမှာအကောင်းဆုံးအရာတာကိုငါရရှိပြီးပြီလားမှန်သောစကားကိုဆိုခြင်းဖြင့် ပေသောခမမူသာမဆိုဘဲနဲ့မှန်တာကိုပြောဆိုခြင်းဖြင့်အကောင်းဆုံးသောအရာတော်ကိုငါရရရှိခံစားပြီးပြီလားဆိုတာအဲ့ဒါတွေစဉ်းစားပြီးနောက်ဆုံးငါအသက်ရှင်နေတာဆိုပါစို့ကိုယ်အသက်ရှင်နေတာလူ့ဘဝရလာတဲ့အခါမှာလေအနည်း20အသက်ရှင်နေနှစ်30အသက်ရှင်နေနှစ်40 50 60 80 80ဆိုလို့အသက်ရှင်ကြတဲ့ထဲပဲ ကိုယ်အသက်ရှင်တဲ့အချိန်မှာတတိမေးလျော့ပြီးအသိပညာမရှိဘဲနဲ့ဘဝကြီးကိုဖြတ်တန်းလာတဲ့အချိန်တွေကများတော့ငါအခုအသက်ရှင်နေမှုဟာအသိပညာနဲ့အသက်ရှင်တာရောငါမှာ ဖြစ်ကြလားမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားဖို့ဒီနေ့ကနေစပြီးတော့အသိပညာနဲ့အသက်ရှင်အောင်ငါကြိုးစားမယ်လို့ကိုစီကိုစီနှလုံးသွင်းပြီးစိတ်ကြံကြိုးကို ပွားများအားထုတ်နိုင်ကြပါစေကုန်တည်း